သမုဒ္ဒရာထဲမှာပဲလွလွလပ်လပ်ရှင်သန်ကြတဲ့ပါကြောင်လူမျိုးစုသမုဒ္ဒရာတွေကသက်ရှိအများစုရဲ့ရှင်သန်ရာဖြစ်တယ်လို့လူတွေရဲ့အတ္တမဝန်းကြောင်းအတွက်အားထားရလဲဖြစ်ပါတယ်။အရှိတောင်အာရှသားတွေဖြစ်တဲ့ပါကြောင်လူမျိုးစုအတွက်တော့သမုဒ္ဒရာဆိုတာအိမ်ပါပဲ။ပါကြောင်လူမျိုးစုတွေက ကလေးပြင်းကြီးမှာပဲဆွေစဉ်မျိုးဆက်နေထိုင်လာခဲ့ကြပါတယ်။ဒီဘက်ခင်မှာတော့ဂုံးမြေအပိုင်းနဲ့ပို့ပြီးတော့နိနိကက်ကက်အခြေချနေထိုင်လာကြပြီမယ်။သူတို့ရဲ့ယဉ်ကျေးမှုတွေကတော့သမုတ်တရားတွေထိနနဲ့ဆိုင်ဆိုင်အမြင့်တွင်နေစေဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုမှာတော့သမုတ်တရားတွေမှာပဲလွတ်လွတ်လပ်လပ်ရှင်သန်ကြတဲ့ဘာကြောင့်လူမျိုးစုအကြောင်းကိုမျှဝေပြီးသွားမှာဖြစ်လို့ဗီဒီယိုလေးထဲမှာအတူတူကြည့်လိုက်ရအောင်ပါရှင်။ ပါချောင်းလူမျိုးစုတွေက1969လောက်ကအင်ဒိုနီးရှားနိုင်ငံဝါကာတိုဘီကျွန်းစုရဲ့ဆန်ပယ်လာရွာမှာစတင်ပြီးတော့အခြေချခဲ့ပါတယ်။ ဒီနေ့မှာတော့ကန်နဲ့10ကီလိုမီတာအကွာကသက်သားအုပ်တိုင်းအိမ်တွေမှာပြောင်းရွှေ့ပြီးတော့နေထိုင်ကြပြီးလူဦးရေတစ်ထောင်လောက်ရှိပါတယ်။ဒီလူမျိုးစုတွေကရေနဲ့အထုံပါရမီပါလာကြပါတယ်။ကလေးတွေဆိုရင်လည်းမရှောက်ခင်ကလေးကရေကူးတက်နေပါပြီ။စံပလာရွာမှာဒီအလိုက်ငါးဖမ်းလုပ်ငန်းတွေကအဓိကအသံမူဝမ်းကြောင်းအဖြစ်စီးကျဉ်ညီညီလဲပန်းနေပါတယ်။ ရှေးလူကြီးတွေစီကလက်ဆင့်ကမ်းတည်ဆောင်လာကြတဲ့ရိုးရာနီးစနစ်တွေနဲ့လည်းအလွတ်တန်းရှင်ငုံကြပါတယ်။တချို့သူတွေဆိုရင်တော့ငါးဖန်ပိုက်တွေတောင်မရောက်နိုင်တဲ့ရှေးအောက်22မီတာလောက်အထိရှင်ငုံနိုင်ကြပါတယ်။ပစ္စည်းကရိယာတွေမပါတဲ့အတွက်အများဆုံး9မိနစ်လောက်အထိပဲငုံနိုင်ကြပါတယ်။ ပင်လေပပလေကရွာရဲ့ဒီနေရာကြောင့်အသက်မဝမ်းကြောင်းလုံးလုံးကောင်းပါရယ်ပင်လေထဲမှာငါးမျိုးစိပေါင်း3500ကျော်ရှိပြီးတော့ရေတိမ်ပိုင်းဖြစ်တဲ့တနာကြောင်တန်းတစ်လျှောက်မှာနေထိုင်ကြပါရယ်ဗတ်ကြောင်လူမျိုးတွေကရေအောက်ကငါးတိုင်းကိုဖမ်းတာမျိုးမဟုတ်ပဲလိုအပ်တာကိုပဲခင်မီစက်ကရိယာအကူအညီမပါပဲရေငုပ်ပြီးတော့ဖမ်းကြပါရယ်ဒီလူမျိုးစုအတွက်ရေငုပ်ခြင်းကရိုးရအမွေနဲ့တခုပါတိုင်ကားတဲ့အလုပ်ကလည်းဒီရွာမှာရိုးရိုးစင်စက်လုံးလာကြတဲ့အသက်မဝမ်းကြောင်းတစ်ခုဖြစ်ပါရယ် ဗီဒီယိုလေးကိုဆက်မကြည့်ခင်မှာအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းထည့်ဆက်ပေးနေတဲ့ချက်တဲ့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ထားကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ ပါကြောင်လူမျိုးစုတွေကတနေ့လုံးကဖမ်းပြီးတော့ရှာလာတဲ့ငါးတွေကိုမိသားစုနဲ့တငယ်ချင်းတွေကြားခွဲဝေပေးကြပါတယ်။ပြီးမှအကျန်တဲ့ငါးတွေကိုရွာတွေကအမျိုးသမီးတွေကအနီးပတ်ဝန်းကျင်ကကျွန်းစည်းမှာသွားရောက်ကြပါတယ်။ဒီအချိန်မှာပဲတခြားသောဂုံးနေလူမျိုးစုတွေနဲ့ထိတွေ့ဆက်ဆံမှုရှိကြတာပါ။တခြားလူမျိုးစုတွေနဲ့လည်းခေါင်းပေါ်နဲ့ဆက်ဆံရေးရှိကြပေမဲ့ပါကြောင်လူမျိုးစုကိုပင်လယ်ပြင်ပကဒီချားလူမျိုးအဖြစ်သတ်မှတ်ထားကြပါတယ်။ ။ဘာကြောင့်လူမျိုးတွေရဲ့ဒီကနေ့ခေတ်လူနေမှုဘဝက ဟိုးရင်ခေတ်ကအထက်တည်ငြိမ်မှုပိုရှိလာပါတယ်။ရေခေတ်တုန်းကအိမ်တွေမရှိသေးပဲလေပေါ်မှာပဲနေခဲ့ရတာကြောင့်မုန်တိုင်းတံကိုတော်တော်လေးခံခဲ့ရပါတယ်။အစားအသောက်လည်းအလွယ်တကူမရနိုင်ခဲ့ပါဘူး။ဒါပေမဲ့ပင်လယ်ပြင်မှာရှင်သန်ရတဲ့ဘာကြောင့်လူမျိုးတွေရဲ့ဘဝကလွတ်လပ်မှုအပြည့်ရှိပါတယ်။ဒါကြောင့်ဇီးပွားရေးအရမျိုးကြီးတွေစီထွက်ခွာသွားရရင်တောင်ပင်လယ်တွေကိုပဲပြန်လာပြီးတော့အခြေချဖို့ဆန္ဒရှိကြပါတယ်။ဘာကြောင့်လူမျိုးစုတွေကသမုဒ္ဒရာနဲ့သဟဆာတာအဖြစ်ဆုံးလူမျိုးစုတစ်ခုပါ။တဘာဝတရား နဲ့အညီရိုးရာဓလိတွေကိုထိန်းသိမ်းရင်ဒီကနေ့အထိဖန်လယ်ပြင်မှာပဲလွတ်လွတ်လပ်လပ်နေထိုင်ရှင်သန်လျက်ရှိကြပါရယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရယ်နောက်နေ့ရက်ထင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်